ုံးပဲမင်္ဂလာပါမြန်မာ news network ကနေကြိုဆိုပါ၏ကမ္ဘာနိုင်ငံများစိတ်ဝင်စားတဲ့နိုင်ငံအစ္စရေးနဲ့အီရန်သတင်းများတင်ပြသွားမည်ဖြစ်သည်အစ္စရေးမျိုးများကိုအီရန်ဒုံးကျည်တိုက်ခိုက်မှုများဖြင့်ထိခိုက်မှုကြီးမားအစ္စရေးနိုင်ငံ၏မြို့တော်တဲဘစ်နှင့်မြောက်ပိုင်းရှိဟိုင်ဘာစိတ်ကမ်းမြို့တို့တွင်ဇွန်၁၄ရက်ညအချိန်ကအီရန်မှဒုံးကျည်တိုက်ခိုက်မှုများဖြစ်ပွားပြီး နေအိမ်ချို့ပျက်စီးခဲ့သည် ထိုတိုက်ခိုက်မှုကြောင့်လူအနည်းဆုံး5ဦးသေဆုံးခဲ့ပြီးဒဏ်ရာရသူများလည်းများပြားခဲ့ကြောင်းအစ္စရေးမီဒီယာများကထုတ်ဖော်ပြသသည်အထူးသဖြင့်နိုင်ငံအလယ်ပိုင်းတွင်3ဦးသေဆုံးခဲ့ပြီး ဟိုင်ဖာမြို့၌လည်းလူ30ခန့်ဒဏ်ရာရရှိကြောင်းအရေးပေါ်ဌာနမှတောင်ဝင်ရှိသူများကအတီးပြုသည် ထို့အပြင်ဟိုင်ဘာစိတ်ကန်အနီးရှိဓာအားပေးစိတ်ယုံတစ်ခုတွင်မီးလောင်မှုဖြစ်ပွားနေသည့်တည်င်းလေရရှိသည် အဆိုပါဒုံးကျည်တိုက်ခိုက်မှုများအတွင်တဲဘေးမြို့ပေါ်မှဒုံးကျည်များပြန်တန်းသွားသည့်ရုပ်တံများဖော်ပြကြောင်းမီဒီယာများက ဆိုသည်ပောက်ကွဲတံများနှင့်အတူလူနေအဆောက်အဦများထိခိုက်မှုရှိကြောင်းရိုက်တာသတင်းဌာန၏မျက်မြင်သက်သေအချို့ကပြောကြားခဲ့ကြသည်ဂျေရုဆလင်မြို့တွင်လည်းပောက်ကွဲမှုအချို့ဖြစ်ပွားခဲ့ကြောင်းသိရသည် အီရန်ဒေါ်လာရေးအဆောင်တပ်ဖွဲ့ကထုတ်ပြန်ခြင်းအရရင်းတိုက်ခိုက်မှုတွင် အစ္စရေးဤအစိမ့်ကာကွယ်ရေးစနစ်များကိုဖျက်ဆီးနိုင်စေရန်ရည်ရွယ်၍အထူးနီလန်းများအသုံးပြုခဲ့ကြောင်းသိရသည်ထို့အပြင် ထိခိုက်မှုအများဆုံးဖြစ်စေရန်သိသေးစွာခေါင်းစဉ်ထားသည့်ပြစ်မှတ်များကိုရည်ညွှန်းခဲ့သည်ဟုဆိုသည်အဆိုပါတိုက်ခိုက်မှုများအတွင်းအစ္စရေးနိုင်ငံသား16ဦးသေဆုံးခဲ့ကြောင်း အာဏာပိုင်များကအတည်ပြုကြသည် အီရန်ဘက်တွင်လည်းတေဆုံးသူ224ဦးထိရှိပြီးထိုတက်မှတ်ထဲမှအများစုမှာ အရက်သားများဖြစ်ကြောင်းအီရန်ကျန်းမာရေးဝန်ကြီးဌာနမှပြောခွင့်ရသူတဦးကပြောကြားသည်။ဤခင်းချင်းများနှင့်အတူ ရင်းသတင်းများသည်ယခုသတင်းဘက်ကကနေဒါနိုင်ငံတွင်ကျင်းပမည့်ခုနှစ်ထိပ်သီးအစည်းအဝေးတရောက်မည့်ကမ္ဘာကောင်းဆောင်များအကြားစိုးရိမ်ပူပန်မှုများပုံမူကြီးထွားစေခဲ့သည်။ဂျာမနီနိုင်ငံခြေထောက် Brandrim Master အဆိုပါစည်းဝေးတွင်ဦးစားပေးဆွေးနွေးမိအချက်များအဖြစ်အီရန်သည်နျူကလ িয়ার လက်နက်မပိုင်ဆိုင်ရေးအစ္စရေးအီကိုရိုင်းကာကွယ်ပိုင်ခွင့်ရှိရေးပြိပခမဖြစ်ပွဲအခြေအနေဖန်တီးရေးနှင့်တန်တမန်ဆက်ဆံရေးအတွက်နေရာဖန်တီးရေးတို့ဖြစ်ကြောင်းပြောကြားသည်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်လည်းသတင်းထောက်များထံတွင်တခါတရံမှာတိုက်ပွဲဝင်ဖို့လိုလာတတ်သည် သဘောတူညီချက်တည်းရရနိုင်မည်ဟု မျှော်လင့်သည်ဟုအစည်းအဝေးသို့မတော်မီပြောကြားခဲ့သည်။ စ္စရေးကတီဟီရန်မြို့ကိုတိုက်ခိုက်နိုင်ဖို့လမ်းဖွင့်ပြီးဖြစ်တယ်လို့အစ္စရေးသတင်းအရပြောကြားခဲ့ပါသည်အဆိုပါသတင်းအရအစ္စရေးစစ်ဦးစီးချုပ်ဒုဗိုလ်ချုပ်ကြီးအီယာဇမီယာနဲ့နေတပ်ဦးစီးချုပ်ဗိုလ်ချုပ်တိုမဲဘာရိုကအီရန်ရဲ့နေချောင်းရန်ကာကွယ်ရေးစနစ်တွေကိုအောင်မြင်စွာဖျက်ဆီးနိုင်ခဲ့ပြီလို့ထုတ်ဖော်ပြောကြားခဲ့ပါသည်အဲ့ဒီအမှုပြုမှုကြောင့်အစ္စရေးတပ်ဖွဲ့တွေက တီအီရန်ကောင်းကင်မှာစစ်စင်ရေးတွေကိုလွတ်လပ်စွာ ဆောင်ရွက်နိုင်ပြီလို့ဒုဂိုလ်ချုပ်ကြီးဆမီယာကဆိုပါသည် နေတဲ့ဦးစီးချုပ်ဘားကလည်းတီဟီရန်မြို့တော်မှ1500ကီလိုမီတာဝေးရာနေရာကတိုက်လေရင်များစွာ ပြန်တန်းဝင်ရောက်ခဲ့ပြီးစစ်ရေးပြစ်မှတ်များကိုပထမဦးဆုံးအကြိမ်ဖြစ်တိုက်ခိုက်နိုင်ခဲ့ပြီလို့ပြောကြားခဲ့ပါသည် ထို့ပြင်တီဟီရန်ရှိစီရေရေးကြီးနေရာများနျူကလ িয়ার စက်ရုံများစစ်ပတ်အရာရှိများနှင့်နျူကလ িয়ার သိပ္ပံပညာရှင်များကိုအ धिक ပြစ်မှတ်ဖြစ်ထားပြီးဆက်လက်တိုက်ခိုက်သွားမယ်လို့လည်းသတင်းတွေက ဖော်ပြထားပါသည်။အဲ့ဒီချိန်တွင်မှာပဲအမေရိကန်နိုင်ငံသားရေးဝင်ကြီးဌာန၏နိုင်ငံတကာအဖွဲ့အစည်းရာဗျူရိုမှပြောရေးဆိုခွင့်ရှိသူ မက်ကွိုင်းပစ်ကတောက်ကြနေတွင် ပြောကြရာတွင် အမေရိကန်နှင့်ဤအကျိုးစီးပွားများကို ပြစ်မှတ်ထားမည်ဆိုပါက လွန်စွာဆိုးရွားသော နောက်ဆက်တွဲအကျိုးဆက်များဖြစ်ပေါ်နိုင်ကြောင်းသတိပေးလိုက်သည်ထို့အဆိုကိုအစ္စရေးနှင့်အီရန်ကြားတုံ့ပြန်တိုက်ခိုက်မှုများမပြတ်ဖြစ်ပွားနေခြင်းကုလသမဂ္ဂလုံခြုံရေးကောင်စီ၏အရေးပေါ်စည်းဝေးတစ်ခုအတွင်းတွင်ပြောကြားခဲ့ခြင်းဖြစ်သည် ကျွန်ုပ်တိကျဖွင့်ပြခြင်းပါတယ်ဒေတာရင်းရှိအမေရိကန်ပြည်သူများစစ်စခန်းများနှင့်အခြေခံအဆောက်အအုံများအားဘယ်ဆိုရဖြစ်ဖြစ်ဘယ်အဖွဲ့အစည်းဖြစ်ဖြစ်ဒါမှမဟုတ်အဖွဲ့မဲ့သူများတောင်ပင် တိုက်ခိုက်ဖို့မလွတ်လပ်ပါဘူးဟုမကွိုင်းပြစ်ကသတိပေးအဆိုပြောကြားခဲ့သည်အီရန်အစ္စရေးပြည်ပခအပေါ်အမေရိကန်မပါဝင်ရေးအတွက်အီရတ်တိုက်တွန်း အမေရိကန်၏မဟာမိတ်ဖြစ်သည့်အစ္စရေးနှင့်အီရန်တို့အကြားပြည်ပခောက်မှုများဖြစ်ပွားလာနေချိန်တွင်ဒေသတွင်ရေခင်းများတွင်ဝင်မပါရန်အတွက်အီရန်အစိုးရကအမေရိကန်နှင့်အီရန်သားတို့တိုက်တွန်းမှုများပြုလုပ်နေကြောင်း CIA သတင်းကဖော်ပြသည်အီရတ်ဒီအီရန်နှင့်ယင်းသောမဟာမိတ်ဖြစ်တဲ့ကဲ့သို့အမေရိကန်နှင့်လည်းမဟာဗျူဟာဆိုင်ရာမိတ်ဖက်အဖြစ်တည်ရှိနေသည်ထို့အပြင်အစ္စရေးဘက်မှအီရန်ကိုတိုက်ခိုက်ရန်အတွက်အီရတ်၏ လေပိုင်နက်ကိုကြုတ်ဖြတ်အသုံးပြုနေခြင်းကိုမခံနိုင်ကြောင်းအီရတ်အစိုးရ၏ထုတ်ပြန်ချက်တွင်ဆိုကြားထားသည်အစ္စရေးလေယာဉ်များသည်အီရတ်လေပိုင်နက်အတွင်ထပ်မံဝင်ရောက်ခြင်းမှရှောင်ရှားစေရန်အတွက်အမေရိကန်ဘက်ကတာဝန်ယူရန်တောင်းဆိုထားကြောင်းနှင့်အီရန်ဘက်ကလည်းအမေရိကန်ပိုင်နက်များကိုတိုက်ခိုက်မိမိအနေနဲ့မဖြစ်စေရန်တုံ့ပြန်ပွဲအခြေအနေများမှချင်းကပ်ဖော်ပြထားကြောင်းအီရတ်ရာရှိတအူးကပြောကြားသည် အမေရိကန်နှင့်အီရန်တို့ကြားနျူကလ িয়ার ဆွေးနွေးမှုများမအောင်မြင်သည့်အခါတွင်ပြည်ပခများတက်လာခဲ့သည်ဟုယူဆရပြီးထိုကဲ့သို့ဖြစ်ပါကဒေတာရင်းရှိအမေရိကန်စစ်အခြေစိုက်စခန်းများအားတိုက်ခိုက်နိုင်ကြောင်းအီရန်ကချင်းချောက်ခဲ့သည်ထို့အပြင်အစ္စရေးဘက်ကအီရန်အားတိုက်ခိုက်ရန်အတွက်အီရန်လေပိုင်းနက်ကိုအသုံးပြုနေမှုနှင့်ပတ်သက်ပြီးအီရန်အစိုးရကကုလသမဂ္ဂသို့တရားဝင်တိုင်ကြားမှုတင်ပြထားကြောင်းလည်းသတင်းတွေဖော်ပြထားသည် ဆန္ဒပြမှုများနဲ့တပြိုင်နက်အတွင်အမေရိကန်စစ်ရေးပြအခမ်းအနားကျင်းပအမေရိကန်တဝမ်း၌အစိုးရစန့်ကျင်ဆန္ဒပြမှုများပြင်းထန်နေချိန်တွင်ပင်ဇွန်လ14ရက်နေ့တွင်သမ္မတဒေါ်နယ်ထရန့်သည်ဝါရှင်တန်မြို့တွင်အမေရိကန်စစ်တပ်ထူထောင်ခြင်း252ပြည့်အထိမ်းအမှတ်စစ်ရေးပြအခမ်းအနားတရက်ပြုလုပ်ခဲ့ကြောင်း CIA သတင်းဌာနကဖော်ပြသည် ထိုနေ့ဒီလဲထရန့်ဤအသက်89နှစ်ပြည့်မွေးနေ့နေ့တိတိကျကျတနေ့တည်းဖြစ် coincidence ဖြစ်နေသည်စီရေးပြအခမ်းအနားကျင်းပမည့်အခါမတိုင်မီတွင်နယူးယောက်ဖီလာဒဲဖီးယားဟော့စတန်အတ္တလန်နာစသည့်မြို့ကြီးများတွင်ပြည်သူများကဆန္ဒပြမှုများပြုလုပ်ခဲ့ကြပြီးထရန့်၏လှုပ်ဆောင်မှုများသည့်အာနာရှင်နီးဗျူဟာနှင့်ဆင်တူသည်ဟုပြောကြားကြသည် ခုနှစ်အစောပိုင်းကလည်းမင်းနီဆိုတာပြည်နယ်တွင်ဒီမိုကရက်တလွတ်တော်အမတ်တဦးအားတနက်သမားတဦးကတက်ဖြတ်ခဲ့ပြီး နောက်ထပ်တဦးလည်းဒဏ်ရာရရှိခဲ့တော်လဲတနက်သမားမှာလက်ရှိအချိန်တွင်လွတ်မြောက်နေစေဖြစ်သည်အဆိုပါစစ်ရေးပြအခမ်းအနားကျင်းပရန်အတွက်ဒေါ်လာ45တန်းကျော်ကုန်ကြခဲ့ကြောင်းအမေရိကန်စစ်တပ်ကပြောကြားခဲ့ပြီးမျိုးချစ်ပြည်သူများ250တုညတုညတုညကြော်တက်ရောက်ခဲ့ကြောင်းအင်ဖြူတော်ကထုတ်ပြန်ထားသည် trend ကကမ္ဘာပေါ်ရှိနိုင်ငံအချို့သည်မိမိတို့အောင်ပွဲများအတွက်စည်ရေးပြအခမ်းအနားများပြုလုပ်ကြသည်ယခုအချိန်မှာတော့ American မှာလည်းစည်ရေးပြအခမ်းအနားပြုလုပ်ရန်အချိန်တန်ပြီဟုပြောကြခဲ့သည်ထို့သို့အခမ်းအနားကျင်းပရန်တမရအဖြစ်ပထမတက်တန်းကလေးကလှုပ်ဆောင်လိုကြောင်း trend ကယခင်ကလည်းဖော်ပြခဲ့သည်ထို့ပြင်ရုရှားနှင့်မြောက်ကိုရီးယားတို့တွင်နှစ်စဉ်ကျင်းပလေးရှိသည့်စည်ရေးပြအခမ်းအနားများနီးစနစ်ကိုလည်းညှိနှိုင်းခဲ့သည် အမေရိကန်တွင် နောက်ဆုံးအကြိမ်စစ်ရေးပြအခမ်းအနားကို1992ခုနှစ်ပင်လယ်ကွေ့စစ်ပွဲပြီးနောက်တွင်သာ ကျင်းပခဲ့ပြီးယခုနှစ်2025တွင်ပြုလုပ်သည့်အခမ်းအနားသည်နောက်ဆုံးအကြိမ်မှနောက်ပိုင်း30ကျော်တွင်ဖြစ်လာသောပထမဆုံးအကြိမ်ဖြစ်သည်ထရန်ကယခုအခမ်းအနားသည်ပြည်တွင်းနှင့်နိုင်ငံတကာမီဒီယာများထဲတွင်ဤအာနာတသက်ပြတင်းဖို့မှုတရေဖြစ်ပြီး ဤဩဇာကိုအခိုင်အမာပြသလိုသောဆောင်ရွက်မှုတစ်ခုဖြစ်ကြောင်းကျွမ်းကျင်သူများကသုံးသပ်ခဲ့ကြသည်အားလုံးပဲကျေးဇူးတင်ပါတယ်ရှင် like subscribe ခေါင်းလုံးလေးနှိပ်ပြီးဆက်လက်အားပေးကြအောင်နော်